အားလုံးမင်္ဂလာပါဒီနေ့မှာတော့နှလုံးသွေးကြောကျင်းယောဂါကိုဘယ်လိုမျိုးသိနိုင်မလဲဘာစစ်ဆေးမှုတွေလုပ်ရမလဲဆိုတဲ့အကြောင်းပြပြပေးတော့မှာဖြစ်ပါတယ်နှလုံးသွေးကြောကျင်းတာကိုဘာဖြစ်လို့အရေးတယူအကျယ်တဝင်နေပြောနေလဲဆိုရင်နှလုံးသွေးကြောကျင်းပြီးတော့ရင်ပိတ်မှာပဲဖြစ်ပါတယ်အော်ဆရာမရဲ့ပိတ်တော့ပိတ်ရင်တိတာလားဗောနော်ပိတ်ရင်တိတာလားဆိုပိတ်ရင်တိတာပါတယ်အဲ့ဆိုရင်ကျင်းရောကျွန်တော်တို့ကဘယ်လိုသိမလဲတိတာလားဆိုမသိတာပါဘူး နှလုံးအခုပုံမှန် ပေါ့နော်အခုဒါကတော့လိုမျိုးပုံမှန်လူအဲဒီလိုမျိုးဟိုလမ်းသွားလမ်းလာဆဆဆဆနေနေပေါ့နော်ဒီလိုမျိုး daily activity ဆောက်ပဲလုပ်တယ်ကြမ်းကြမ်းတန်းတန်းကြီးလောက်ရတာမဟုတ်ဘူးဘောလုံးကန်ရတာမျိုးမဟုတ်ဘူးပြေးလွှားနေရတာမဟုတ်ဘူးဆိုရင်အဲ့လို normal လူတယောက်ဆိုရင်နှလုံးသွေးကြောက အမှတော့တာပေါ့နော်တော့တော့သွေးကြောထဲမှာအဆီတွေများပြီးတော့အဆီတအားများပြီးတော့နှလုံးသွေးကြောရဲ့80ရာခိုင်နှုန်းလောက်ကြီးကိုအဆီတွေကပြိတ်နေပြီနာရီနေမှာပြိတ်နေပြီနှလုံးသွေးကြောက80ရာခိုင်နှုန်းအဆီတွေပြိတ်ပြီးတော့20ရာခိုင်နှုန်းလောက်ပဲသွေးဖြတ်စီးလို့ရခဲ့ရဆိုရင်တော့မှတော့မှဘာလက္ခဏာမှမပေါ်ဘူးပုံမှန်နေရလို့ဆိုမပေါ်ဘူးအေးဘယ်ချိန်ပုံမလဲဆိုရင်အဲ့ဒါ80%လောက်ကအစီပြည့်နေပြီဒါပေမဲ့မသိဘူးဒီလိုပဲနေတဲ့အချိန်မှာတကယ်ချင်းကအဲမဟုတ်တော့ဒေါက်တာရှောက်သွားလိုက်ပြီအနောက်ခိုးလိုက်ဆွဲတာ ွေးလိုက်ဆွဲလို့ပြေးတဲ့အချိန်မှာဆိုရင်ပုံမှန်မဟုတ်တော့ကိုကပြေးရတယ်ဆိုတဲ့အချိန်မှာဟော့ခဲဟော့ခဲဖြစ်ပြီးအဲ့ခါကျရင်စူးပြီးအောင့်ပြီးတော့နှလုံးသွေးကြောအာလို့သွေးကြောအစားကြီးကျင်းနေတဲ့အတွက်ကိုကပြေးရတဲ့အတွက် ပုံမှန်ထက်ပိုပြီးတော့သွေးလိုအပ်တဲ့အခြေအနေတစ်ခုကိုရောက်သွားတာပေါ့နော်ဆိုတော့အဲ့လိုအခြေအနေဆိုပုံမှန်ထက်သွေးလိုနေပြီမဲ့သွေးကြောကျင်းနေတော့ပုံမပေးနိုင်ဘူးအဲ့ဒီအချိန်မှာနှလုံးကြွက်သားကိုလိုအပ်တဲ့ပမာဏသွေးမရောက်တဲ့အတွက်ကြွက်သားကပုတ်ပြီးတော့အမ heart attack တွေရပြီးတော့ဆေးရုံရောက်သွားမှာပဲဖြစ်ပါတယ်ဆိုတော့ရေးကြည့်ရဲအားအကြောင်းမလို့ရေးကြည့်ခွင့်ချက်ချက်ပြီးတော့ပြောနေရပဲဖြစ်ပါတယ်အဓိကအဓိကအဓိကရေးကြည့်တာနှလုံးသွေးကြောကျင်းတာမသိနိုင်လို့ပဲဖြစ်ပါတယ် ။နှုတ်ကဒါတော့လိုမျိုးပေါ့။ပုံစံ okay ပုံမှန်ပဲကြီးလိုက်ရင်လူကောင်းမယ်။ဒါပေမဲ့80%လောက်ကပိတ်နေပြီ။ကိုတခုခု strenuous exercise တို့ strenuous movement တခုခုမလုပ်ဘဲနဲ့မသိနိုင်ပါဘူး။ဆိုတော့အာဒေါက်တာရေဘလို့လူတွေဆိုရင်ပို့ပြီးရောအဓိကထားပြီးရောဆက်ဆေးတင်တယ်လဲဆိုရင်တွေးကြတွေးရမှာ cholesterol တက်များနေတဲ့သူတွေနောက်တစ်ခုကပါလဲတွေးတို့ယောဂရှိတဲ့သူတွေစီးချိုယောဂရှိတဲ့သူတွေအဝလွန်တဲ့သူတွေအဲပြီးတော့ဆက်လိတ်တွေအရက်တွေ တောက်လာတာတောက်လာတာကြာပြီကျွန်တော်ဖြတ်လိုက်တာတစ်နှစ်ပဲရှိသေးတယ်မရဘူးတောက်လာကြာပြီအနှစ်40လောက်တောက်လာကြာပြီအခုမှတစ်နှစ်ပဲဖြတ်တာဘာညာနာမလဲဘူးစစ်မယ်နော်ဆိုတော့အဲ့လိုလူတွေဒီပို့ပြီးတော့အာ priority ထားပြီးတော့အဓိကထားပြီးတော့စက်တင်ပါတယ်အမ်အဟုတ်ပါပြီဆရာမကျွန်တော်ဘာဆရာမလဲဘာဆရာမလဲဆိုရင် ECG ရှိရပါတော့ရိုးရိုး ECG ဆိုရင် မပေါ်ဘူးမပေါ်ဘူးဆိုတာအမ် အခု heart attack ရတယ်အခုဒေါက်တာရင်ဘက်အောင်းလိုက်ရင်ဘက်အောင်းလိုက်ရင်ဘက်အောင်းလိုက်အခုအောင်းတဲ့အချိန်ကိုဆေးရုံတန်းသွားဆေးရုံရောက်တော့လည်းအောင်းနေရပဲအချိန် ECG ဆွဲပေါ်တယ်ဒါပေမဲ့အဲအခုအောင်းနေတော့အောက်တဲ့အိမ်ဘယ်မှမသွားနိုင်လှုပ်လည်းမလှုပ်နိုင်ရမ်းနာလို့အိမ်မှာခဏလေးနေနေပြီးတော့တက်တာကတော့မနက်ဖြန်ကြမှသွားပြီးဆွဲတယ်အဲဆိုရင် normal ပဲထွက်ပါတယ်အဲသွေးကြောကျင်းတာတို့သွေးကြောပိတ်တာတို့မသိနိုင်ပါဘူးရန်ကုန်ထိုင်အရေးပေါ်မှာဆိုရင်လူနာတယောက်ကလာတယ် မြင်ပဲအောင်လို့ဆိုပြီးတော့လာပါတော့လာပြီးတော့ဆေးအောင်ရောက်တော့ ECG ဆွဲအကောင်ပိတ်တက်လက္ခဏာမတွေ့ဒါပေမဲ့သူလိန်နေရမို့သူနာခဲ့တကယ်ကြီးနာခဲ့ခဏခဏဆောက်ခဏဆောက်ပြီးတော့ထပ်ဆွဲထပ်ဆွဲလာအကောင်ပဲငုံမယ်ပဲငါးကလောက် serial ECG ဆိုတာအဲ့အကြောင်ပေါ်လာငါးကလောက်ဆွဲတော့မှပေါ်တာကွာတိလာဆိုတော့ရိုးရိုး ECG ဆိုရင်မတိတာအဲ့တော့ဘာလုပ်လဲဆေးရုံနေမှာ အာ exercise ECG ဆိုတာရှိတယ်။ ECG စက်တက်ထားပြီးကိုယ်ကပြေးရတာ။တချို့ဆိုရင်မပြေးနိုင်တဲ့လူတွေရှိတယ်။ဥပမာအသက်ကြီးရအဖွားကြီးတွေဖိုးကြီးတွေဆိုရင်အမ်တိတ်မပြေးနိုင်ကြဘူး။အဲ့တော့သူတို့ခံနိုင်လောက်တဲ့ပမာဏအထိပဲပြေးခိုင်းတယ်။ဒါပေမဲ့လည်းသူ့ရဲ့ concept ကဘာလဲဆိုရင်နှလုံးကိုသွေးပုံမှန်ထက်ပုံမှန်အခြေအနေထက်ပိုပြီးတော့ရောက်တဲ့ stage မှာမှသွေးကြောမပေးနိုင်တော့မှဒီလက္ခဏာရပေါ်တာအဲအဲကြောင့်မို့ exercise ECG ရဆိုရသူ့ရဲ့သူ့ရဲ့ purpose ကအဲ့ဟာပေါ့နော်ဆိုတော့ ြေးခိုင်းတဲ့အချိန်တွေတော့ပြီးရောပြီးဖို့တော့လိုပါတယ်အမ်ဟိုအဲ့မှာဆရာဝန်တွေလည်းရှိတယ် monitor လုပ်နေမှာပေါ့နော်ဆိုတော့ ECG ကျော်လို့ရတယ် exercise ECG ပေါ့နော်နောက်တစ်ခုကကျတော့အဲ့နှလုံးသွေးကြော coronary calcium score ဆိုတာရှိလို့ရတယ်ရှိရယ်ပေါ့နော် heart scan ဆိုပြီးတော့အဲ့နှလုံးရဲ့သွေးလွှတ်ကြောနံရံဘလောက်ထူနေပြီလဲဆိုတာကိုကြည့်ရအောင် အစီရင်နဲ့ပိတ်ပြီးတော့နေရန်ကြီးကထူနေတယ်ထူနေတယ်ဆိုရင်တိုးကြောဘလောက်တိုင်းတာအထိကျင်းနေလဲဆိုတာသိရယ်ဘလောက်တိုင်းတာအထိကျင်းနေလဲဆိုတာသိရဲ့အတွက်အဲပိတ်ဖို့ percentage လဲထွက်လာရယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးရိုက်လို့ရရယ်နောက်တစ်ခုကကြတော့နှလုံးသွေးကြောကို CT ရိုက်တာ CT coronary angiogram ပေါ့နော် CT ရိုက်တဲ့အတွက်ကျင်းသလားကျင်းခဲ့ရင် action ယူလို့ရပါဘော stent ထည့်မလားဒါမှမဟုတ် CABG လုပ်မလားသွေးကြောအစားထိုးပြီးကုမလားဆိုပြီးတော့အဲဆုံးဖြတ်လို့ရပါတယ် and နောက်ဆုံးတစ်ခုကကျ echo ပေါ့နော် echo ကကျနှလုံးတစ်ခုလုံးမြင်ရအာ structure လည်းမြင်ရပေါ့နော်ဆိုတော့နှလုံးရကြီးနေလားတင်းနေလားနှလုံးရသွေးစစ်စစ်မှုတွေကမြင်ရတဲ့ဘဲခန့်ကမလုံးတဲ့ဘဲအပေါက်ကမလုံးတဲ့အဆိုးရှင်ကမလုံးလားဆိုတာအားလုံးမြင်ရပါတယ်ဆိုတော့အာနှလုံးသွေးကြောကျင်းယောဂါရှိလားမရှိလားစစ်ချင်ဒါရေးဆေးရပါမယ်အခုဒေါက်တာဆက်လိုက်တယ်ပေါ့နော်အကုံအကောင်းတော်ပြီလားဆိုရင်ဟမ်အမ်စစ်နေရမှာကွာတိလား ဟိုတနှစ်တစ်ခါလောက်ဖြစ်ဖြစ် check up လေးကိုလုပ်ကြည့်နေရမှာ risk factor များရှိကြင်ပေါ့နော်စီးကြိုတွေတွေးတွေ့တွေရှိမယ်အဲအစီတွေးထဲမှာအစီများနေမယ်အဲနောက်တစ်ခုကဘာလဲဆက်လိတ်တွေတောက်တယ်ဆက်လိတ် immediate တောက်တာမျိုးတွေပေါ့နော်ဆိုတော့အဲ့လိုလူတွေဆိုရင် regular check up လုပ်ဖို့လိုပါတယ်ဆိုတော့အားလုံးကျေးဇူးတင်ပါတယ်ရှင်